မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မတူပီမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ304တရင်ကိုချင်းကြီးနောင်တပ်ဖွဲ့နဲ့မဟာမိတ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ဟာဝေဇာလက်နက်ကြီးနဲ့လက်နက်ခဲယမ်းများကိုသိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇွန်လ9ရက်နေ့ကနေစပြီးတော့ချင်းပြည်နယ်တောင်ပိုင်းအထိုင်ပြူဟာဖြစ်တဲ့မတူပီမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းများကိုချင်းကြီးနောင်တပ်ဖွဲ့များဟာမဟာမိတ်အရခတ်တပ်တော် AA ရောအာမီ YA အစရှိတဲ့အခြားမဟာမိတ်တပ်ဖွဲ့များနဲ့အတူ အင်အားအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ18ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခမာရ304တိုင်ရင်ကိုအပိသက်သိမ်းယူနိုင်ခဲ့ပြီးတော့ဟော်ဝဇာလက်နက်ကြီးနဲ့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုရွရွချွန်ချွန်တိုက်ခိုက်ချိန်မုံရင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ဒဏ်ရာရမှုနဲ့ကြာဆုံးခဲ့တဲ့အာဇာနည်ရဲဘော်တို့ချို့ရှိခဲ့တယ်လို့သိရပါဗျ။ မတူပီမြို့မှာရှိတဲ့ကြံရှိနေသေးတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့မတူပီဘျူဟာကုန်းခလာရ140တိုက်ရဲနဲ့စစ်တပ်စခန်းများကိုလည်းဆက်လက်ပြီးတော့တင်းယူနိုင်ရဲအတွက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။တံမျိုးလုံးတင်းမိတာတော့မဟုတ်သေးဘူး။ကြံရှိနေတဲ့ဘျူဟာကုန်းတို့ခလာရ140တို့ကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။မြေပြင်ကနေပြီးတော့စစ်ကောင်စီတေဆုံးမှုအရေးအတွက်တို့လက်နက်ခဲယံတင်းစီရရှိမှုအရေးအတွက်တို့ကိုပေးပို့လာတာတော့မရှိသေးဘူး။ကျွန်တော်တို့တင်းစီဖို့ကဘျူဟာကုန်းကြံသေးတယ်140လည်းကြံသေးတယ်။ အရာတွေကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေရတဲ့အနေအထားမှာဖြစ်တဲ့အတွက်ကြောင့်မိဘပြည်သူလူထုအနေနဲ့ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့နဲ့စုတောင်းမြတ်တာပို့ပေးကြဖို့ကိုမြတ်တာရက်ခံကြပါတယ်လို့ချင်းကြီးနောင်စစ်စင်ရေးတရင်မှတ်တမ်းနဲ့ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်။စကမ်းသိအောင်မြင်မှုရရှိနိုင်ရေးအတွက်နိုင်ငံအသီးသီးကနေပြီးတော့ထောက်ပံ့လျက်ရှိတဲ့ထောက်ပို့ပြည်သူများနဲ့ထိုးစစ်များအတွင်မှာပါဝင်ပေးခဲ့ကြတယ်စစ်တီတော်များအားလုံးရဲ့ ပြောင်မြောက်တဲ့တိုက်ရိုက်ခိုက်ရေးတတိနဲ့အမိတ်နာခံမှုတို့အပေါ်ချင်းကြီးနောင်အနေနဲ့လေးနက်စွာအတိမတ်ပြုကြောင်းဒါအပြင်အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာရွရွချုံချုံတိုက်ပွဲဝင်ရင်းနဲ့အသက်နဲ့ကိုလက်အင်ကဆုံးရှုံးသွားရတဲ့ရဲဘော်များကိုမှတ်တမ်းတင်လေးစားအတိမတ်ပြုကြောင်းချင်းကြီးနောင်တပ်ဖွဲ့ကပြောဆိုထားပါတယ်။မေလ28ရက်နေ့မှာတီးတိမ်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်းစီစခန်းများဖြစ်တဲ့ EPC လျှက်စစ်ရုံးစခန်းနဲ့တာဝါတိုင်းဂုံးစခန်းနှစ်ခုကိုမနက်၄နာရီကမှ ချင်းချင်းတော်တပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့ပြီးတော့မနက်9နာရီခန့်မှာအပိသက်သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီးတော့9ဦးကိုအရှင်ဖမ်းပြီးကလက်နက်ကြီးလက်နက်ငယ်18လက်ကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ချင်းပြည်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီလုံးဝကင်းစင်ရန်အတွက်ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူတွေကဆက်လက်ပြီးတော့ထောက်ပံ့ကူညီအားပေးကြရန်ချင်းချင်းတော်တပ်ဖွဲ့ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ့်တိုက်ပွဲသတင်းကတော့ KNB နဲ့မြောက်ရီမြို့တောင်ပတ်မှာရှိတဲ့စုကလီစစ်ကောင်စီတပ်စခန်းကို KNB မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့ကသိမ့်ပိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ18ရက်နေ့ည7:00နာရီကမှစုကလီစစ်ကောင်စီတပ်စခန်းကို KNL ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့ကသိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီစခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားများစခန်းကိုဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်တယ်လို့ကရင်စီရေးသတင်းအေးမေကပြောကြားထားပါဗျာ။ ဆုတ်တဲ့နောက်ကိုသူတို့တွေလိုက်ပိတ်နေတယ်လို့ကြားတယ်အထိကအကြဆုံးကတော့မသိရသေးဘူးလို့ကရင်စီရေးသတင်းရင်းမြစ်ကပြောကြားထားပါဗျ။ဇွန်လ16ရက်နေ့မနက်ပိုင်းမှာအပီးသိမ့်ပိုက်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်တယ်လို့အခြားကရင်သတင်းရင်းမြစ်တခုကပြောကြားထားပါဗျ။ KNL ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့ကအဲ့ဒီစခန်းကိုဇွန်လ16ရက်နေ့နဲ့18ရက်နေ့နှစ်ရက်ကြာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စုကလိစခန်းကတည်ရဲမှုနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာလက်နက်ချပူးပေါင်းရန် ကယန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ကယန်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ KNDO ကပြီးခဲ့တဲ့မတ်လအတွင်းကအကြောင်းကြားစာပေးပို့ခဲ့တယ်လို့သိရပါဗျ။ KNL တရင်တရသုံးတရင်မှုဒုဗိုလ်မှူးကြီးစောတာဂေးနဲ့ KNDO တရင်ရှစ်တရင်မှုဒုဗိုလ်မှူးကြီးစောအဲမြထူးလို့လက်မှတ်ရေးထိုးထားတယ်။အဲ့ဒီအတိပေးစာမှာစုကလိစခန်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များဘက်ကတက်ရောက်ပြီးတော့တိုက်ခိုက်ခြင်းမပြုမီလက်နက်ချလာရောက်ပူးပေါင်းကြရန် ၎င်းတို့လာရောက်ပူပေါင်းပါကအသက်အန္တရာယ်များကိုအမခံချက်ပေးနိုင်သလိုပူပေါင်းခြင်းမလုံဆောင်ပါကစခန်းကိုရရှိအောင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့သတိပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ update သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel က one in ထိနေတဲ့အတွက်နေ့စဉ်သတင်းများကိုကျွန်တော်ရဲ့ channel အသစ်ဖြစ်တဲ့ Revolut Burma News channel မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်ခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့အလူငွေထည့်စရာမလိုပဲ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ဘကူတိုင်းတာယာဝတီခရိုင်တာဝတီမြို့မှာရဲစခန်းမှာစစ်သားကရဲဘိုလ်လေးကိုတနက်နဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေပိုင်းကရဲနဲ့စစ်တပ်ပူးပေါင်းပြီးတော့တာဝရီမြို့ပေါ်မှာကင်းလှည့်ပြီးတော့အပြန်ညပိုင်းအချိန်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြစ်တာကတစ်ချက်သေးပဲရင်ဘတ်ကိုထုတ်ချင်းပေါက်သွားတာအခုတော့ရန်ကုန်ကိုပို့လိုက်ရပြီလောလောဆယ်တော့တေလားရှင်လားမသိရသေးဘူးပေါ့ရင်ဘတ်ကိုထုတ်ချင်းပေါက်တာဆိုတော့ကျွန်တော်တို့ကတော့တေမယ်လို့ခံမှန်းရပါတယ် ပြီးတော့ပြစ်လိုက်တဲ့စစ်သားကလည်းစေးကြောင်နေတယ်လို့အတွင်းဖျဲသည်တူကပြောပြထားပါတယ်။တနက်နဲ့ပြစ်ခတ်ခဲ့တဲ့စစ်သားဟာတက်ချက်အဆင့်ရာထူးရှိသူဖြစ်ပြီးတော့ရဲစခန်းမှာလုံခြုံရေးလာဆောင်ပေးနေတဲ့သူဖြစ်ကအပြစ်ခံရတဲ့ရဲဘိုလေးဟာနှစ်ပွင့်ရာထူးရှိတဲ့ရဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဒေါနာတောင်ပေါ်မှာစစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းဟာရှေ့တိုးရန်အတွက်စစ်ကြောင်းထိုးလာခြင်းမရှိတော့ဘဲအယောင်ပြပုံစံမျိုးနဲ့သာရန်တမ်းပစ်ခတ်မှုတွေလှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အောင်စီရစစ်ကြောင်းဟာဇော်လာ၃ရက်နေ့ညကတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်းဇော်လာအတွင်းမှာအင်အားအလုံးရင်းနဲ့ရှေ့တိုးရန်စစ်ကြောင်းထိုးလာခြင်းမရှိတော့ဘဲအင်အား20ကျော်နဲ့သာဟန်ပြပြီးတော့စစ်ကြောင်းထိုးခြင်းနဲ့လက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုများကိုပြုလုပ်နေတယ်လို့၎င်းကဆက်ပြောပါရယ်။နေတိုင်းတော့လက်နက်ကြီးတွေပစ်တာရှိတယ်။အင်အားသုံးပြီးတော့လာတာတို့လေရင်နေနဲ့လာတာတို့သာမရှိတော့တာ။သူတို့ရဲ့အဘတွေကဖိအားပေးပြီးတော့ပစ်ခိုင်းနေတာနေမယ်လို့ကရင်စီရိတ်သတင်းအင်းမေကပြောဆိုထားပါရယ်။ဒါအပြင် တင့်ငါနဲ့ယင်ရန်တရားများအောင်တိုက်ခိုက်ဖျက်ဆီးခံရပြီးတဲ့နောက်ပိုင်းမှာပါလာတဲ့တင့်ငါနဲ့ယင်တွေကိုနောက်တန်းမှာသာထားရှိပြီးတော့လူအင်အားအနည်းငယ်နဲ့သာရှေ့ကိုစစ်ကြောင်းထိုးရန်ရှေ့တိုးနောက်ဆုတ်အယောင်ပြပြုတ်လုံနေတယ်လို့ကရင်စီရေးသတင်းအင်းမေတအူးကပြောဆိုထားပါတယ်သူတို့တင့်ငါတွေဖြက်စည်းခံရမှာဆိုလို့ရှေ့ကိုမထားတော့ဘူးကားတွေကိုနောက်မှာပဲထားပြီးတော့လူတွေကိုအသေးခံခိုင်းတာလို့ကရင်စီရေးသတင်းအင်းမေကပြောကြားထားပါတယ်။သို့တော့စစ်ကြောင်းထိုးရန်အသုံးပြတဲ့စစ်သားများဟာလည်း ်စစ်မှုထမ်းဥပဒေအပတ်စဉ်တက်ကစုဆောင်းခေါ်ယူထားတဲ့လူငယ်များအများဆုံးပါဝင်တယ်လို့၎င်းကပြောဆိုထားပါတယ်။ဒါကြောင့်အောင်စေရစစ်ကြောင်းကထွက်ပြေးလာတဲ့စစ်သားများနဲ့ဖမ်းဆီးရမိထားတဲ့စစ်သားများလည်းရှိနေပြီးတော့အရေးအတွက်ကိုတော့ပြောပြလို့မရကြောင်း၎င်းကဆက်ပြောပါတယ်။ပြီးခဲ့တဲ့မေလလယ်ပိုင်းကလည်းစစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းကစစ်သားလူငယ်နှစ်ဦးဟာ plastic အိတ်အဖြူကိုအလံအဖြစ်ပြုတ်လုပြီးတော့စပိန်နဲ့လာရောက်ပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဥဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့ထမ်းမှာအလင်းဝင်မှုတွေပြုတ်လုခဲ့သေးတယ်လို့သိရပါဗျ။ဒါအပြင် ကြားပြူစစ်ကြောင်းထံမှလည်းအလင်းဝင်လာတဲ့စစ်သား9ဦးခန့်ရှိတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းဟာအင်အားတထောင်ခန့်နဲ့ချီတက်စစ်ကြောင်းထိုးလာပြီးတော့200ကျော်တေဆုံးကလက်ရှိမှာတိုက်ခိုက်ရေးအင်အား900ခန့်သာကျန်ရှိတော့မယ်လို့ကရင်စီရေးသတင်းအမေကတုံ့တက်ထားပါတယ်မြောက်ရီမြို့ကိုစစ်ကူပို့ရန်အတွက်ဒုချုပ်စိုးဝင်းကိုတိုင်ကိုကဲတယ်ဆိုတဲ့နိုင်ငံတော်အစ်စ်အောင်စီရစစ်စင်ရေးလို့နာမည်ပေးထားတဲ့ အင်အားရာထောင်ချီအသုံးပြုခဲ့တဲ့စစ်ကြောင်းဟာအေပီလ9ရက်နေ့ကစပြီးတော့ဖန်အန်နဲ့မော်လမြိုင်ကနေခြိတက်ခဲ့တယ်လို့သိရပါဗါး၄ရက်ထဲနဲ့မြောက်ဝတီကိုအရောက်ခြိတက်မယ်လို့ကြွေးကြော်ထားခဲ့တော့လဲဇွန်လ6ရက်နေ့ကနှစ်လပြည့်ခဲ့ပြီးတော့ဒေါနာတောင်ပေါ်မှာရှိတဲ့တောတော်ရေတကုံအကျော်ဖျားကုန်းကနေပြီးတော့ရှေ့ကိုဆက်မတွန်းနိုင်မဲနဲ့ပိတ်မိနေခြင်းဖြစ်တယ်လို့သိရပါဗါး အာရှလမ်းမကြီးအားအပြည့်ဝထိန်းချုပ်ရန်နဲ့မြောက်ရီမြို့ကိုထိန်းချုပ်ရန်စစ်ကြောင်းထိုးလာတဲ့အောင်စေရစစ်ကြောင်းကိုအမှတ်နဲ့စစ်ဒေသတောင်ပိုင်းတိုင်းအမှတ်၃စစ်ဒေသကကိုကဲပြီးတော့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့များကတားဆီးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဘကိုးတိုင်းအဆက် တန်တောင်တောင်ကိုလမ်းပိုင်းမှာအချမ်းဘတ်စစ်ကောင်စီရဲ့ရင်တန်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကဗိုလ်ကြီးတအုပ်အပါဝင်9ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့ညနေ3:40မိနစ်ခန့်ကတန်တောင်ကြီးမြို့နယ်ဘရင်တောင်တပ်စခန်းကနေဆင်းသက်လာတဲ့အချမ်းဘတ်စစ်ကောင်စီရဲ့စစ်ကား10စီးကိုတန်တောင်တောင်ကိုလမ်းပိုင်းမှာရှိတဲ့6မိုင်နဲ့9မိုင်ကြားမှာ KNL တပ်မဟာ2တရင်ကပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာအချမ်းဘတ်စစ်ကောင်စီဘက်ကဗိုလ်ကြီးတအုပ်နဲ့ က်သား6ဦးတေဆုံးခဲ့တယ်လို့သိရပါဗျ။ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ရန်သူဘက်ကအင်အားများတော့လက်နက်မကောက်နိုင်ခဲ့ဘူး။ရန်သူကအပြန်ကိုစောင့်ပြီးတော့တိုက်ခိုက်ခဲ့တာပါလို့ KNL တမဟာနှစ်တရဲငါတောထီခိုကတာဝန်ရှိသူတူကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ